ဘယ်လမယ်မှာမချပြရင်လည်းမြန်မာနိုင်ငံရဲ့ပကတိအခြေအနေအမှန်ကိုအခုလိုချပြခဲ့တဲ့ JK Sophia ပရိသတ်များအားလုံးမင်းမင်လာပါရှင်ဆယ်လင်းစင်တာ page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကမ္ဘာအဆင့်အလမယ်ပြိုင်ပွဲကြီးတစ်ခုရဲ့ဆင့်မြင့်ချက်မှာမြန်မာဆိုတဲ့နာမည်ကိုဂုဏ်ယူစွာနဲ့ထွန်းလင်းတောက်ပစေခဲ့တဲ့မြန်မာအလမယ်တယောက်အကြောင်းကိုပြောပြချင်ပါတယ်ဟုတ်ပါတယ်သူကတော့လက်ရှိကျင်းပနေတဲ့ Miss Grand International 2025ပြိုင်ပွဲကြီးမှာမြန်မာနိုင်ငံကိုစားပြုအဖြစ်နဲ့ဝင်ရောက်ရှင်ပြိုင်နေတဲ့ JK Sophia ပါဝင် အလားမဲ့ပြန်ပွဲတွေရဲ့အလားအပါဖြောပြေးရဲ့အပိုင်းတွေကိုခဏပေးပဲထားပြီးတော့အရေးကြီးဆုံးအပိုင်းတစ်ခုကိုပြောရမယ်ဆိုရင်ဒါကပြန်ပွဲဝင်ရဲ့အတွေ့အခေါ်အသိဉာဏ်နဲ့တုံ့ပြန်နိုင်စွမ်းကိုစစ်ဆေးတဲ့အင်တာဗျူးအပိုင်းမှာပဲအထူးသဖြင့်မြန်မာနိုင်ငံလိုနိုင်ငံရေးအခြေအနေရှုပ်ထွေးတဲ့နိုင်ငံကနေလာတဲ့အလားမဲ့တွေအတွက်ခက်ခဲတဲ့မိကုန်းတွေနဲ့ကြုံရတတ်ပါတယ် အဲ့ဒီမိကုံကတော့မင်းရဲ့နိုင်ငံမှာအခုဘာတွေဖြစ်နေလဲဆိုတာပါပဲဒီမိကုံဟာဖြစ်ဆိုသူကိုနိုင်ငံတကာရဲ့အာရုံစိုက်မှုရော PR တွေရောတပြိုင်တည်းကျရောက်စေနိုင်တာပါဒီနေ့မှာတော့ထုံးစံအတိုင်းမစ်ဂရန်ပြိုင်ပွဲရဲ့ CEO ဖြစ်သူ Mr. Nawal က အရေးကြီးဆုံး close door interview မှာမြန်မာအလှမယ်ဂျေကေဆိုဖီယာကိုဒီမေကောတဲတဲ့တို့မေးခဲ့ပါတယ်မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေကိုဘယ်လိုမြင်တယ်လဲလို့ဆိုတာပါဒါဟာနိုင်ငံရေးအရာအလွန်အမင်းထိလွယ်ရှာလွယ်ဖြစ်ပြီးတော့ဖြေဆိုသူကိုပါအနည်းငယ်ဖြစ်စေနိုင်တဲ့မေကောမျိုးပါဒါပေမဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနန်ခမ်းမြို့ကနေလာတဲ့ဂျေကေဆိုဖီယာကတော့ဒီစိန်ခေါ်မှုကိုသူရဲ့အခွင့်အရေးဖြစ်နေပြောင်းလဲဖြစ်ခဲ့ပါတယ်သူမဟာတုံလုံးချင်းကြောက်ရွံ့ခြင်းမရှိပဲတည်ငြိမ်တဲ့အတန်နဲ့တိုင်းရင်းသူတယောက်ရဲ့နှလုံးသားထဲကနေလာတဲ့စကားလုံးတွေ နဲ့အခုလိုဖြည့်ဆို့သွားခဲ့ရပါကျွန်တော်တို့မြန်မာနိုင်ငံဟာတိုင်းရင်းသူတိုင်းရင်းသားလူမျိုးပေါင်း135မျိုးကျော်အတူတကွအမိတင်းနေထိုင်ကြတဲ့နိုင်ငံတစ်ခုပါလူမျိုးတွေအများကြီးရှိတဲ့အတွက်တယောက်နဲ့တယောက်အမြင်တွေယုံကြည်ချက်တွေနဲ့အတွေးအခေါ်တွေကွဲပြားတာကသဘာဝတရားပါပဲလက်ရှိဖြစ်ပေါ်နေတဲ့ပြည်ပခါတွေပြဿနာတွေရဲ့အဓိကအရင်းခံကဒီလိုမျိုးကွဲပြားခြားနားမှုတွေကိုလက်မှတ်ခံနိုင်တာကနေပဲစတင်တာပါဒီပြဿနာကိုဖြေရှင်းဖို့ဆိုရင်လက်နက်တွေနဲ့အမုံတရားတွေနဲ့ချင်ကပ်လို့ ့ဘယ်တော့မှအောင်မြင်မှာမဟုတ်ပါဘူး။တယောက်ရဲ့အမြင်ကိုတယောက်ကလေးစားနားလည်ပြီးပြီးတော့စပွဲဝိုင်းမှာရင်ဖွေအညီနိုင်ဆွေးနွေးနိုင်မှသာကျမတို့အားလုံးလိုချင်တဲ့စစ်မှန်တဲ့ငြိမ်းချမ်းရေးကိုရရှိမှာပါလို့အားလုံးလက်ခံနိုင်တဲ့အဖြေတစ်ခုကိုပေးသွားခဲ့ပါတယ်။အကြောင်းရင်းကတော့ဒီမဟာဘယ်နိုင်ငံရေးအဖွဲ့အစည်းဘယ်ဘက်ကမှကိုစားမပြုဘဲနဲ့ပြည်ထနာရဲ့အရင်အမြင်အမှန်ဖြစ်တဲ့ကွဲပြားမှုကိုလက်မခံနိုင်ခြင်းဆိုတဲ့အချက်ကိုပညာသားပါပါနဲ့ထောက်ပြသွားခဲ့ပါတယ်။ဒါအပြင်အရေးကြီးဆုံးကအဖြေတစ်ခုကိုပါတခါတည်းပေးသွားတာပါ။အဲ့ဒါက တော့လေးစားမှုနဲ့တွေ့ဆုံဆွေးနွေးခြင်းဆိုတဲ့ငြိမ်းချမ်းရေးရဲ့အတော့ချက်ပါပဲဒီအချက်ဟာ Miss Grand International ရဲ့အဓိကဆောင်ပေါ်ဖြစ်တဲ့ Store the World and Violence စစ်ပွဲနဲ့အကြမ်းဖက်မှုကိုရပ်တန့်မှာဆိုတဲ့ရေမှန်းချက်နဲ့တထထဲကြနေရကြောင်းအငယ်ဖြတ်တိုင်တွေရဲ့အပြေးအဝါထောက်ခံမှုကိုရရှိခဲ့ပါတယ် မနေ့ကဆိုရင်တဲဆုညင်ဟာခေါင်းစဉ်နဲ့မဆိုင်တဲ့အဖြစ်ကိုဖြေဆိုခဲ့ရဆိုပြီးတော့ပြည်သက်တွေရဲ့ဝေဖန်မှုတွေနဲ့ကြုံတွေ့ခဲ့ရပါတယ်။သူမဟာမြန်မာနိုင်ငံနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုတိုက်ရိုက်မဖြေဆိုပေ။ပလတ်စတစ်ကြောင့်ဖြစ်တဲ့ပတ်ဝန်းကျင်ညဉ့်မှုအကြောင်းကိုသာဥတည်ပြီးတော့ဖြေဆိုသွားခဲ့တယ်လို့တုံ့သက်မှုတွေရှိခဲ့ရပါ။ဒီဖြစ်ပျက်နဲ့အနှံ့ရှင်လိုက်တဲ့အခါမှာ JK Sophia ရဲ့ရဲရင်ပြီးတော့အချက်လက်ကြကြပညာသားပါပါဖြေဆိုသွားတဲ့ပုံစံကတော့ပို့ပြီးတော့ထင်ရှားပေါ်လွင်စေခဲ့ပါတယ်။ JK Sophia ကတော့ခက်ခဲတဲ့အမေကုန်းတွေကိုရှောင် သွားပဲအပြူသဘောဆောင်တဲ့ချင်းကပ်မှုနဲ့မြန်မာအမျိုးသမီးတယောက်ရဲ့ဉာဏ်ပညာတက်တီနဲ့ငြိမ်းချမ်းလိုစိတ်ကိုကမ္ဘာစင်မြင့်ပေါ်မှာအကောင်ဆုံးချပြသွားနိုင်ခဲ့ပါပြီ။ပရိသတ်တို့အနေနဲ့ရောဂျီဂီဆိုဖီးယားရဲ့ဖြည့်ဆို့ပုံနဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်မိပါသလဲ။ဒီမရဲ့အရင်ချက်တည်ငြိမ်မှုနဲ့ဉာဏ်ပညာကိုသဘောချမိကြလား။ဒါမှမဟုတ်ဒီထက်ပိုကောင်းတဲ့ဖြည့်ဆို့ပုံမျိုးရှိနိုင်သေးရဲ့လို့ထင်လား။မိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။